မိုင်းဆိုပိတ်တယ်လို့မင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်ပြီးမြားလေးပွဲစဉ်34ဖြစ်လီဗာပူးအသင်းနဲ့စပါအသင်းတို့ရဲ့ပွဲကြိုအချက်အလက်အကြောင်းကိုပြောပြပေးသွားပါမယ်ဒီဘက်ကိုလာမယ့်အေဘီလာ29ရက်ည10:00နာရီအချိန်မှာရှင်ပြိုင်သွားမှာလည်းဖြစ်တယ်လီဗာပူးအသင်းကတော့ကျွန်တော်တို့ပြီးမြားလေးချန်ပီယံဆုအတွက်ရှင်ပြိုင်ရမယ့်ပွဲဖြစ်ပြီးတော့စပါအသင်းတက်ကတော့လီဂကနေဘာမှရလက်ရစရာရှိမှာမဟုတ်တော့ပါဘူး ဒါပေမဲ့လည်းစပါတင်တော့ဒီပွဲစဉ်ကမှတ်တမ်းစိုးတွေဆက်ပြီးတော့မတည်ဆောင်သွားနိုင်မှုတွေရှင်ပြန်ရမယ်ပွဲစဉ်လည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်းထိတ်တိုက်တွဲဆုံတဲ့ပွဲစဉ်ကလည်းဘလို့ရလက်တွေထွက်ပေါ်လာမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်လီဗာပူးနဲ့စပါတင်တို့ရဲ့နောက်ဆုံးကန်ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးတင်ကတော့လက်စတာတင်ကိုတကိုးကိုးမရှိနဲ့အနိုင်ရရှိထားတာဖြစ်ပြီးတော့စပါတင်ကတော့နော်တီယမ်ဖောရက်အတင်းကိုနှစ်ကိုးတကိုးနဲ့ရှုံးနေထားရလေဖြစ်ပါတယ် နောက်ဆုံးသားတဲ့ပြိုင်ပွဲဆုံး၅ပွဲမှာလဲရှုံးပွဲ၂ပွဲစီနှစ်သင်းလုံးကတော့ကြုံတွေ့ထားရတာကိုတွေ့မြင်ထားရတယ်။လီဗာပူးသင်းကြောင်းကိုပြောရမယ်ဆိုရင်သူတို့ကပြိုင်ပွဲတွေအားလုံးကထွက်ခွာထားရတာဖြစ်တာကြောင့်ပြီးမြားလိပ်ပြိုင်ပွဲမှာချန်ပီယံစုရယူနိုင်ဖို့ကိုအပြေအဝအာယုံစိုက်လို့ရတဲ့အခြေအနေမျိုးလည်းဖြစ်တယ်။ပြီးမြားလိပ်ပြိုင်ပွဲမှာချန်ပီယံစုရယူနိုင်ဖို့ကိုလုံးဝအမှားယွင်းမခံဘဲနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေကကြည့်မယ်ဆိုလို့ရှိရင်လည်းအနိုင်သုံးမဲ့ရရှိအောင်ဆွမ်းဆောင်ထားနိုင်တာကိုမြင်တွေ့ရမှာပါ။ အဲ့တော့စပါတင်းရဲ့ပွဲစဉ်မှာလည်းလီဗာပူးတင်းကအမှားယွင်းမခံဘဲနဲ့အနိုင်ရလက်ရရှိအောင်ဆွမ်းဆောင်သွားနိုင်မယ့်အခြေအနေမျိုးမှာလည်းရှိပါတယ်။အိမ်ဝင်ပိတ်သက်တွေရှိမှာပဲချန်ပီယံဖြစ်အောင်ပွဲခံဖို့အတွက်လည်းလီဗာပူးတင်းကရည်ရွယ်ထားလို့ရတယ်။စပါတင်းကတော့ဒီအသည့်ပြီးမြောက်လိပ်ပြိုင်ပွဲမှာရလက်အလွန်ဆိုးရွားနေပြီးတော့ရှုံးပွဲ18ပွဲထိကြောင်ကြုံတွေ့ထားပြီးတော့တန်ဆင်းဆောင်ရဲ့အထက်မှာရပ်တည်နေရလည်းဖြစ်ပါတယ်။စပါတင်းကပြီးမြောက်လိပ်ကနေဘာမှမျှော်လင့်ချက်မရှိတာကြောင့်ကျွန်တော်လွယ်လွယ်ကူကူအမှားတွေခွင့်ပြုပြီးတော့ပြိုင်ဘက်အသင်းကိုတွင်းကိုတွေခွင့်ပြုပေးနေရတာလည်းဖြစ်ပါတယ်။ ပြီးတော့စပါတင်ကလီဗာပူးသင်းနဲ့ပွဲစဉ်ပြီးလို့ရှိရင်ယူရိုပါလိဂျုံစီမီဖိုင်နယ်ပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်တာကြောင့်ဒီပွဲကိုတော့ကျွန်တော်တို့အနေငယ်လူစင်းအပြောင်းလဲနေနဲ့ရင်ဆိုင်သွားမယ့်အခြေအနေမျိုးမှာတော့ရှိပါတယ်။ဒီတွေ့ဆုံမှုမှာတော့လီဗာပူးသင်းနဲ့စပါတင်တို့ရဲ့ဒီရာသီ၄ချိန်မြောက်တွေ့ဆုံထားရလဲဖြစ်တယ်။ပထမတွေ့ဆုံထားတဲ့၃ချိန်မှာတော့လီဗာပူးသင်းက၂ချိန်အနိုင်ရထားပြီးတော့စပါတင်ကတော့၁ချိန်အနိုင်ရထားရလဲဖြစ်ပါတယ်။ ဒီဘာဘူးသင်းအနိုင်ရထားတဲ့ပွဲစဉ်မှာတော့စပါတင်ကိုဂိုးပြက်နိုင်ပွဲတောင်ရယူထားနိုင်တာလည်းဖြစ်တယ်။ဒီဘာဘူးသင်းကကျွန်တော်2012ခုနှစ်နောက်ပိုင်းကလေးကစပါတင်ကိုအန်ဖီကွင်းမှာအရေးနှိမ့်မထားဘဲနဲ့ရလက်ကောင်းတွေပိုင်ဆိုင်ထားပြီးတော့ထိတ်တိုက်တွေးဆမှုမှာတော့အသာစီရယူထားရလည်းဖြစ်ပါတယ်။ဒဏ်ရာချင်းတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကဂိုးမက်တူးတဲ့သာဒဏ်ရာရရလည်းဖြစ်တယ်။စပါတင်ကတော့ကျွန်တော်အဓိကကစားသမားတွေဖြစ်တဲ့ဆွန်ယောင်မင်းနဲ့ဒရာဂူဆန်တို့ဒဏ်ရာရရှိထားရလည်းဖြစ်တယ်။လီဗာပူးအသင်းကတော့အင်ကွင်းမှာကန်ရမှာလည်းဖြစ်တယ်။ဖိအားတန်တွေလည်းမရှိတာကြောင့်ဒီဘွဲကတော့လီဗာပူးအသင်းအတွက်တော်တော်လေးကိုအားသာနေတဲ့အခြေအနေမျိုးလေး ်ရှိပါတယ်။စပါတင်ကတော့ကျွန်တော်ဒဏ်ရာရအခြေအနေကိုရှောင်ရှားရမှာဖြစ်သလိုယူဘာလေးအပွဲတက်လဲလူချန်ရမယ်အခြေအနေမျိုးရှိနေတာ။အဲအားကြောင့်ပဲဒီပွဲစဉ်ကတော့လင်ပါဘူးအသင်စပါတင်ကိုဂိုးပြတ်နိုင်ွယ်ရယူပြီးတော့ချန်ပီယံဆုတွဲအောင်ပွဲခံသွားမယ်လို့ထင်မိပါတယ်။